ဂရိနိုင်ငံအိုလံပီယာနယ်မြေဟောင်းမှာနှစ်ပေါင်း2500ကျော်ရှေးဟောင်းအခမ်းအနားပုံစံအတိုင်းနေရောင်ခြေကိုအသုံးပြုပြီးမီးရှို့တိုင်းကိုမီးထွန်းညှိခဲ့ပါတယ်။ရာသီဥတုချိန်နေဆိုးရလာမှာကိုစိုးရင်ရတဲ့အတွက်အိုလံပစ်မီးရှို့တိုင်းလက်ဆင့်ကမ်းတည်ဆောက်မှုမစတင်ခင်နှစ်ရက်လူတလင်းလာနေကလေးကဒီခမ်းနားကိုကြိုတင်ကျင်းပခဲ့ပါတယ်။ရာသီဥတုတံမခန့်ရောက်အောင်ကာကွယ်ထားပြီးဘုံတုံးနေမှာတော့မီလန်ကော်တီနာဆောင်းရာသီအိုလံပစ်ပွဲတော်စီဦးတည်မဲ့ခီးစဉ်ကိုစတင်ထွက်ခွာလာပါတယ်။ BB ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌကတော့ ဝမ်းနဲ့ဝမ်းသာမျက်ရည်မကြောက်အောင်မနဲ့ထိန်ထားခဲ့ရပါတယ်ဒီနေရာကအရန်ကိုထူးကြပါတယ်ဒီနေ့ခေတ်လို့စေဝမ်းကွဲပြားနေတဲ့ကဘာကြီးမှာဒီအားကစားပွဲတော်ကစစ်မှန်တဲ့ပြရုပ်တစ်ခုဖြစ်တည်ရှိနေလို့ပါကဘာတွန်းကအားကစားသမားတွေငြင်းချမ်းစွာအထူးတကားပေါင်းစည်းနိုင်ရေးဟာကျမတို့ရဲ့တာဝန်နဲ့ဝတ္တရားပဲဖြစ်ပါတယ်လို့သူက ပြောကြားခဲ့ပါတယ်မီးရှူတိုင်ဟာခရီးကွာဝေးကီလိုမီတာ12000နီးပါးကိုဖြတ်သန်းသွားမှာဖြစ်ပါတယ်ပမာဇွန်ဂရိတ်နိုင်ငံနယ်နိမိတ်တွင်းမှာလှည့်လည်ပြီးလာမယ့်ဇန်နဝါရီနေ့မှာ အီဇင်မြို့မှာလွှဲပြောင်းပေးရပွဲပြုလုပ်မှာပါအီတလီနိုင်ငံမှာတော့နောက်ထပ်နှစ်ရက်ကြာရောမမြို့ကနေလက်ဆင့်ငန်းခီးစဉ်စတင်မှာဖြစ်ပါတယ်အိုလံပစ်မီးရှူတိုင်ဟာအီတလီပြည်နယ်တွေအားလုံးမြို့ကြီး60မြို့ငယ်300ဒေသကြီး20နဲ့ယူနက်စကိုအသိမဲ့ပြုတဲ့နေရာတွေအားလုံးကိုဖြတ်တန်းသွားမှာဖြစ်ပါတယ်ဂုံယူဝန်ကြောစွာတည်ဆောင်မဲ့သူတထောင်းတူကရောက်ဘက်တောင်ကုန်းတောင်တန်းတွေစီကနေတောင်ဘက်ကဲဝဲတိုင်းတွေအထိတည်ဆောင်သွားကြမှာပါလို့2026 Milan Coordinator Committee ဥက္ကဋ္ဌကပြောပါတယ် ဇန်နဝါရီလ26ရက်နေ့မှာကော်တီနာမြို့ကိုပထမဆုံးဝင်ရောက်ရန်နာပြီးတဲ့နောက်ဖေဖော်ဝါရီလ6ရက်နေ့မှာတော့2026ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ဖွံ့ဖွဲခနာကျင်းပမယ်မီလန်မြို့ကဆန်စီရိုအားကစားကွင်းကြီးစီကိုအိုလံပစ်မီးရှို့တိုင်းရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာ။